ကြာဟောင်းဝိုင်းဝီတောက်နီဟောင်း notes အားလုံးပဲမြင်လို့ရပါနီဟောင်း notes channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ video လေးမှာတော့ဖင်းရဲ့အပိုင်းနှစ်ဖြစ်တဲ့ final အကြောင်းလေးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကတော့ဖင်းရဲ့အပိုင်းတစ်ဖြစ်တဲ့ initial အကြောင်းလေးကိုဝေမျှပေးခဲ့ပါတယ်တကယ်လို့မကြည့်ရသေးလို့ရှိရင်တော့ playlist လေးထဲမှာထည့်ပေးထားတာဖြစ်လို့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်ရှင် ဖိုင်နမ်ကိုတရုတ်လိုဆိုဆိုရှိရင်တော့ယွင့်မူလို့ခေါ်ပါတယ်မြန်မာလိုဆိုလို့ရှိရင်တော့တရပေါ့နော်သူကလည်းဒီရှေ့က initial လိုမျိုးပဲ initial က23လုံးဒီယွင့်မူကကြတော့24လုံးရှိပါတယ် A လေးကိုအရင်ကြည့်လိုက်ရအောင် A ရဲ့အတန်လေးကအာအာ ူကဘာမှကြိုးစားအားထုတ်ရမလို့ဘူးဒီတိုင်းတက်တက်တစားနဲ့ထွက်လာတဲ့အတန်လေးကိုပဲထွက်မယ်နော်အာအာနောက်တစ်လုံးကပိုလေးပိုရဲ့အတန်ကကြတော့ပိုပိုပိုလို့မထွက်ဘူးနော်အင်္ဂလိပ်စလုံးပိုလို့မထွက်ဘူးသူ့ရဲ့အတန်လေးကโอโอ နှခမ်းလေးကိုပါးစပ်ကလေးကိုဝိုင်းဝိုင်းလေးလှုပ်ပြီးတော့မှထွက်တဲ့အသံလေး။အိုးအိုးနောက်တစ်လုံးကကြတော့ e e ရကြတော့ခုနအရှိမအိုးဘိုးထွက်ခဲ့တဲ့ပါးစပ်ဝိုင်းဝိုင်းလေးကိုနည်းနည်းလေးဖြဲလိုက်မယ်။ပြုံးတဲ့ပုံစံမျိုးလေးပေါ့နော်။နည်းနည်းလေးဖြဲလိုက်မယ်။အဲ့ခါကြလို့ရှိရင်ဒီ အအဆိုရက်အတန်လေးရလာလိုက်မယ်။ဒါဆိုပြန်ဆိုကြည့်မယ်နော်။ပိုအရမယ်နော်။နောက်တစ်ခေါက်ပြန်ဆိုကြည့်မယ်။ပိုအဒါဆိုလို့ရှိရင်အစာလေးပြန်ဆိုကြည့်မယ်။အာအိုအရမယ်နော်။ okay ဒါဆိုလို့ရှိရင်ဆက်ပြီးတော့သွားအောင်နောက်တစ်လုံးကကြတော့ i i ကကြတော့ e e ဘာရောအရင်ခဲခဲမရှိဘူးเนาะ e နောက်တစ်လုံးက u u နောက်တစ်လုံးက e e ။သူကကြတော့ခုနတုန်းက o o ထွက်ခဲ့တဲ့အတန်လေးကို အရှိနှခမ်းလေးကိုနည်းနည်းလေးစုပြီးတော့ထွက်မယ်နော်။ yui ဆိုပြီးတော့အဲ့လိုမျိုးကြီးမဟုတ်ဘူး။ yui အဲ့နှခမ်းလေးကိုစုပြီးတော့ထွက်မယ်။ yui အဲ့ဒါလို့ရှိရင်အပေါ်ကတစ်ချောင်းလုံးကို ပြန်စုကြည့်ကြမယ်။အာ o 二、一、五、一。ดูดีอาจารย์เลยโอ้สับไปจีไหม I I ดูว่าเย็นแค่แค่ว่าอ๋อเนาะดีใจเลยเว้ย I เราลงอ่ะ A ဲ့တော့ဒီ i နဲ့ a နဲ့ကကြတော့သူကအပေါ်ကစလုံးလေးကိုပြန်ပြီးတော့ပေါင်းပြီးမဖတ်ဘူးနော်သူကကြတော့သူဘာသူဘာသာတည်တန်းအတန်တခုနေနဲ့ပဲအတန်တစ်အနေနဲ့ပဲဖတ်မယ်နော် i a okay နောက်တစ်လုံးကကြတော့ u i u i ကိုကြတော့ way ဝေးသူကကြတော့အမှန်တကယ်ဆိုလို့ရှိရင်သူကအပေါ်ကဘူးရဲ့ဒီဘက်ကအေးရဲ့ပေါင်းလာတာဖြစ်တယ်အဲ့တော့ဘူးအေးဝေးအဲ့ဒါလေးထွက်ပြရတာပါနော်ဘူးအေးဝေးဒါပေမဲ့ရေးတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီ EI ရဲ့ E လေးကို ဖြုတ်ပြီးတော့ U နဲ့ I နဲ့ပဲရေးရပါတယ်။ဒါမဲ့အတန်ထွက်တဲ့အခါမှာဆိုလို့ရှိရင်တော့ wo a way ဆိုတဲ့ way အဲ့အတန်လေးကိုထွက်ပြရတယ်နော်။ဟိုကတကယ်လို့အတန်ဟိုထွက်ထွက်ရတာမေ့သွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အတန်မထွက်တော့တဲ့အခါမထွက်တတ်တော့တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဟိုကမှတ်မိလို့ရတယ်ပေါ့နော်။အော်ဒီကြားထဲမှာ ဝူအိဝိန်ဆိုပြီးဒီလိုမျိုးလေးပြန်ပြီးတော့ပေါင်းဖက်ကြည့်လို့ရတယ်ဒါဆိုလို့ရှင်အရန်ကြီးဒါကိုခဲရခဲစကြီးမှတ်နေစရာမလိုတော့ဘူးပေါ့နော်ဒါဆိုဒီသုံးလုံးကိုပြန်ပြီးတော့ဆိုကြည့်မယ် I A way ow ow နောက်တစ်ခုက 哦哦ဒီနှလုံးကတော့အရင်ထူး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 မရှိဘူးသူကအတန်ထွက်ရလွဲတယ်အောင်းအုံးနောက် IU လေးကိုကြည့်မယ် IU လေးကကြတော့ခုနကတုန်းက way လို့မျိုးပဲသူကလည်းကြားထဲမှာ yeah အော်ရဲကိုပေါင်းထားတာဖြစ်ပါတယ်။ဒါပေမဲ့ရေးတဲ့အခါမှာတော့အလေကအိုလေးကိုဖြုတ်ပြီးတော့ရေးရတယ်။အတန်ထွက်တဲ့အခါမှာဆိုလို့ရှိရင်တော့ယီအောင်ယုံယီအောင်ယုံအလိုမလိုအတန်ထွက်ပါတယ်။ယုံဆိုပြီးတော့အတန်ထွက်တယ်။မဲရေးတဲ့အခါမှာတော့အိုလေးကိုဖြုတ်ထားရမယ်เนาะအိုကိုထည့်ပြီးတော့ရေးလို့မရပါဘူး လိုက်တော့ i နဲ့ u နဲ့ဆိုလို့ရှိရင်ယုံယုံလို့တန်းလင်းထွက်မယ်နော်အဲဒါဆိုလို့ရှိရင်ဒီသုံးလုံးလေးကိုပြန်ဆိုကြည့်မယ်အောင်းအောင်းယုံရမယ်နော်ဒါဆိုလို့ရှိရင်ဒီဒုတိယအကြောင်းကိုအစားဆုံး ပြန်ဆိုကြည့်မယ် i a way okay. 啊哦永耶耶ဘာကြတော့အပေါ်ကယီအယေဒီလိုမျိုးလေးနှစ်ခုပြန်ပေါင်းလို့ရတယ်နော်ယေနောက်ဒီလောင်းကကြတော့ယွေယွေယီအယွေ နှလုံးသားကြတော့အာအာနောက်တစ်လုံးလေးကိုကြည့်မယ်အမ်အမ် EN လေးကိုကြည့်မယ်အမ်အမ်မင်းစီရရှိတာဒီမှာခုနအမ်အမ်ဟဲ့ဘာမှလည်းမကွာဘူးပေါ့နော် အမှန်တကယ်ကတော့ an ငါကြတော့အတန်က an an e an ငါကြတော့ an an ခုန e ကိုကြတော့ a a အလိုလေးထွက်ခဲ့တယ်နော်အဲ့တော့ e an ဆိုလို့ရှိရင်ခုန a ဆိုတဲ့အတန်လေးကိုနောက်က an လေးနည်းနည်းလေးပေါင်းထည့်လိုက်မယ် an um, อึงอึงเนาะดิฉันน้าท่องจีมั้ยဆိုလို့ရှင်เนาะဒီအရှင်อ่ะอึงอึงกว่ามั้ยเนาะเนเน่လေးတော့กว่าออกมาရုပ်တရက်ဆိုလို့ရှင်เนาะအတန်တစ်ခုက စင်နေတဲ့ရောနေတဲ့ပေါ့เนาะဒါပေမဲ့ဒေချာနာထောင်းရင် နောက်ပိုင်းရေးကြည့်နေတယ်အတန်ကွဲသွားပါလိမ့်မယ်ยิง 主骨尖儿哦，阴阴，那的苦嘎温温，都嘎嘞，不拿肉啊，胃都腰都，这个老年代没，呜恩温，啊呜耶恩耶，我帮他嘞，呜。嗯嗯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  n won ခုနလိုမျိုးပဲရေးတဲ့အခါမှာ e လေးကိုဖြုတ်ပြီးတော့ရေးမယ် wu n won wu n won ရမယ်နော်နောက်တစ်လုံးကကြတော့ yun yun သူကဘာနဲ့မှမပေါအောင်နော်သူကဒီတိုင်းအတန်အတစ်တစ်ခုပဲ yun 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 ANG လေးတွေကိုကြည့်မယ်အပေါ်မှာ AN ကိုကြတော့ N N ဆိုပြီးတော့အတန်းချက်ခဲ့တယ်အခုကကြတော့အောက်မှာ G လေးတစ်လုံးတိုးသွားတယ်အဲ့လိုမျိုး G လေးတွေပါလာပြီဆိုလို့ရှိရင်ကြတော့သူ့ရဲ့အတန်းက음음ဆိုပြီးတော့ဒီအာလုတ်တန်လို့ခေါ်မှာပေါ့နော်အဲ့ထဲကဟိုအတန်းနဲ့နဲ့ခက်အော်အော်လေးပေါ့အဲ့လိုမျိုးလေးထုတ်သုံးပြီးတော့ထွက်လာတယ်အပေါ်မှာက A N ကိုကြတော့ N N G ပါလာပြီ N N အလိုမျိုးလေးခွဲပြီးတော့ထွက်ပေးရမယ်မေက E N G ဆိုလို့ရှိရင်လည်းအပေါ်မှာတော့ကကြတော့ N N G ပါလာပြီ N N အလိုမျိုးအแทးကနေပြီးတော့ဒီဟာ ငါငါတတ်အတန်လေးလို့ပြောရမှာပေါ့နော်။ဟင်းဟင်းဆိုရယ်အဲ့ဒီအတန်လေးကိုထည့်ပြီးတော့ထွက်ပေးရမယ်။နော်။အဲ့တော့အင်းအင်း ENG ဆိုလို့ရှိရင်အင်းအင်းအဲ့လိုနဲ့ထွက်ပေးမယ်။နောက်တစ်ခုကကျတော့ ING ဆိုလို့ရှိရင်ခုနကတော့ IN ဆိုလို့ရှိရင် IN IN okay G ပါလာပြီဆိုလို့ရှိရင် yin yin ရမှာနော်နောက်တစ်ခုက ong ဆိုလို့ရှိရင် ong 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 နောက်ဆိုလို့ရှိရင်ဒီ ang လေးတွေပြန်ဆိုကြည့်မယ် ang ng yin ong finally ကိုလည်းရအောင်ကြထားမယ်နော်မသိတာရေး မရှင်းတာရှိလို့ရှိရင်လည်း comment box မှာမေးလို့ရပါတယ်ရှင် channel လေးကိုလည်း subscribe လေးလောက်သွားပေးကြပါအောင်เนาะတာကြိုက်ကြက်